လူတိုင်းကတော့ကိုယ်ပေါ်မှာကောင်းမဲ့လူဘယ်တော့မှမမျောလင်းနဲ့မြတ်စွာဘုရားတောင်ဘုရားပေါ်မှာလူတိုင်းကောင်းတာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အမျိုးတွေရှိတဲ့ထင်မယ်မြတ်စွာဘုရားကိုစံကျင်မဲ့လှုပ်တာဘုရားရဲ့လူဘွားတော်ကရောက်ခမသုဘဗုဒ္ဓမြတ်စွာဘုရားကိုမြေရန်စံကျင်မဲ့လှုပ်တာမချိညို့ဘူးနော်သူမချိညို့ခြင်းလည်းအကြောင်းတော့ရှိတာပေါ့ သူစိတ်နဲ့သူ့ရဲ့ခံစားချက်နဲ့သူကြည့်နေ။နောက်ပြီးတော့သုဘဗုဒ္ဓရဲ့သာတိဝဋ္ဌဖျားပေါ်မှာအမြင်မကြည့်ဘူးအမြဲတမ်းတောက်ခပေး။အဲ့တော့ပြက်စော်ပြက်ပေါ်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။အဲ့တော့သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ဖယ်နေ။ဘိက္ခုတုအာသကိုကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာเนาะ ကိုကသူများပေါ်ကောင်းရမယ်ဘယ်လိုကောင်းမလဲတပ္ပတနဲ့နာအောင်မလုပ်ဘူးเนาะတပ္ပတအကျိုးမဲ့သွားအောင်မလုပ်ဘူးတပ္ပတဘုံမှာမေတ္တာမပြည့်နေမယ်တပ္ပတဘုံမှာတိခ္ခဉ္ဇတရားနဲ့နေမယ်တာဟာဖိကုတုအသသသူ့အတွက်ကိုတော့ကိုကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုအကျိုးပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့ နေနိုင်ဖို့ကိုယ့်ဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာအဲ့ဒါမှအရေးကြီးတယ်လို့ထင်တယ်နော်သူများပေါ်ကောင်းမှုဘာဖြစ်လို့လို့ဆိုရင်လူလောကမှာလူရဲ့လူမွေးဖွားလာကြတယ်မွေးဖွားလာတဲ့အချိန်ကကိုမွေးဖွားလာခြင်းကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်ဟာတမိုးတက်သွားသလားတမိုးလို့ဆိုတာမကောင်းတဲ့စိတ်တွေကလွတ်မြောက်ပြီးကောင်းတဲ့စိတ်တွေရောက်လာဖို့အမြင့်မှားရကနေအမြင့်မှန်မှုရောက်လာဖို့ကိုယ့်ကျင်တရားပြက်ပြနေတဲ့ဘဝကကိုယ့်ကျင်တရားကောင်းလာတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့အဲ့လိုကောင်းတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ကိုယ်အကြောင်းပြုပြီးတော့ဘဝမှာအဆင်မပြေတာတွေအဆင်ပြေသွားတယ် ကိုယ့်ကိုအကြောင်းပြုပြီးတော့ဟိုအတိညာမရှိသေးတာတွေအတိညာရှိလာတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့စိတ်ကောင်းနှလုံးကောင်းတွေရလာတယ်ဆိုတာကိုယ့်ဟာသူများအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုလိုတာကကိုယ့်ဟာသူများအပေါ်မှာကောင်းကျိုးပဲလုပ်မယ်မကောင်းကျိုးမလုပ်ဘူးတပင့်တပင့်ဒီသူ့အောက်ဝင်လာတဲ့ပုဂ္ဂိုလ်ဟာအနုအဝဲပဲဖြစ်ဖြစ် ဘသူပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သူတပည့်ကြီးကအရင်နဲ့အေးမြစေတယ်အဲ့ဒါလို့ပဲဟောကိုနဲ့ပတ်သက်လာလို့ရှိရင်စိတ်ချမ်းသာသွားရမယ်ကောင်းကျိုးချမ်းသာတွေရဖို့ပဲဖြစ်စေရမယ်ဆိုရင်စိတ်ဓာတ်မျိုးထားအဲ့ဒါဘီကုတုအာသဆိုပဲသူများအတွက်ကိုကအကောင်းတယ်ကိုကမကောင်းတာတခုမှမလုပ်ဘူးဆိုတာဒါ ်အဲ့ဆိုပြအလောင်းနေစိတ်သက်ဖန်ဖြစ်တယ်